ောကထဲမှာတော့သူနောက်ဆုံးထွက်တဲ့တွေပါเนาะသူရဲ့ရည်တည်ချက်သူရဲ့ယုံကြည်ချက်သူရဲ့ခံယူချက်နဲ့ပါเนาะလုံဆောင်သွားတဲ့အရာအားလုံးကတော့ကျွန်တော်အနေနဲ့သူ live ကိုကြည့်လိုက်ဂုဏ်ယူပါတယ်အရင်ဂုဏ်ယူပါတယ်အာကျွန်တော်တို့သူကငငယ်တွေကတော့ကျွန်တော်အတင်းတော်မှာပဲကြည်လာတယ်ခရီးတယောက်ဖြစ်တယ်အဲ့အတွက်သူအခုချိန်မှာတော့ယေရှုရဲ့ရင်ခွင်မှာအင်းကျန်းစွာအိတ်ဆက်အနားယူနေတယ်အချိန်တိုင်းကျွန်တော်တို့လည်း ူနောက်လိုက်သွားမယ်သူငယ်ပြန်တွေ့မှာဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဘဝအတွက်လည်းကျွန်တော်တို့ရှင်းနှံ့မှုရှိတယ်ဝမ်းမြောက်မှုရှိပါတယ်လို့ဒါကြောင့်သူ့အတွက်ဒီဘဝမှာလည်းသူ့အတွက်ဂုဏ်ယူတယ်နောက်ဘဝအတွက်လည်းကျွန်တော်ရှင်းနှံ့ပြီးတော့သူ့စီလိုက်သွားမှာဖြစ်ပါတယ်ဒါလေးပဲ ွားဒီဘဝကိုပါတယ်ဘုရားအတတသက်ခုနဲ့ကိုရင်းတို့ဒီပုဂ္ဂိုလ်တို့မှာတောင်းနေပေါ်ပါတော့စီဝဲလို့ရှိရရောက်ရောက်နေဖြစ်ပြီးပုဂ္ဂိုလ်ဥကျော်ဦးရဲ့ပေါ်ပါလို့ဒီတို့ဒီကိုဖြစ်ပါလိကိုရောကပညာရေးတက်တူလေးလေးချင်းတို့တက်တူကြောင့်ပညာကြီးကြပြီတော့နော်ရက်စတူဒီယိုမှာ Audio Engineering School ကိုဆောင်းအင်ဂျင်နီယာ 阴阳就加这方面。고요와영지진두채인데요특히그리고미미게리마시아피미스게리란렉히피신바이두냐아데노리지엔의체미를바로게리게부대도마네디이다로게생게리아슈토데미생게리아프라임으로조지바티캣트데캣트데 မတ်တိုင်တရားတစ်ခုဟိုအမှတ်ရနေတယ်ပြရတယ်ဆိုတော့အငယ်ဆုံးဖရမ်ဘေးစင်ကလေးကတိတိချင်းပေါင်းများစွာဖရမ်တိတိချင်းချင်းပေါင်းရခဲ့လို့ဖြစ်ပါတယ်။တိချင်းပေါင်းများစွာပေါ်တယ်။ဒီကံနဲ့ဆိုတော့ကိုယ်ရောဒီမြဟမစကားကိုလည်းအောက်တူပါလာတဲ့ဆိုင်ညာရှင်းပါစကားချင်းတယ်။သူမြစ်တဲ့မြေတော်တော်ဖြစ်တာဖြစ် उच्चतम के नीचे मट्टी अच्छे नाती सोई है छोटी यह तो लोग लगा अपाप में आशी नीचे के लोग लगा के के बारे तो ये बात क्या है ये जी ने तो बात की अयारा उसमें Yeah. Uh -huh. drama of the night, eternal deep, yellow, young, and high. ေဆုံးပြီးမှသိရတဲ့သူ့သတင်းလေးတွေရတယ်သူ့ရဲ့ဖြူစင်မှုကိုပြန်ကြားတဲ့အတွက်ဟိုလူရှိလူကင်များတဲ့အမှုပညာရှင်တယောက်လို့လည်းကိုကသူ့ကိုအတိမပြုပါဘူးပေါ့နော်ပြီးတော့ကိုတို့သိခဲ့ကလေးလေးတယောက်ကအခုကျတော့ ဟိုပြန်ကြားတဲ့ feedback တွေကပေါ့နော်ပြည်သက်တွေဘက်ကရောသူ့ကိုချက်တဲ့ဂီတသမားတွေဘက်ကရောအားလုံးကသူ့ပုံမှာအားလုံးကကောင်းတဲ့နေပဲပြန်ကြားရတယ်သူမာနကြီးတာတို့သူအများပုံမှာဒုက္ခပေးတာတို့တစ်ခါမှကြားရတဲ့အတွက်သူ့ရဲ့ဖြူစင်တဲ့ဂုံတဲ့င်းကိုအခုကအခုမှအတိမပြောရဆိုချက်တဲ့အတွက်လည်းဂုံယူပါတယ်ပြီးတော့သူဖြောပြခြင်းနဲ့စင်ပုံမှာနှလုံးရောကရှိပြီးတော့တချင်းတက်ဆိုရင်လည်းဆုံးသွားရလားပြည်သက်တွေလည်းမျက်မြင်ကိုကြဖြစ်သွားတဲ့အတွက်လည်းဥုံမရဖြစ်ရပါတယ်ပေါ့နော်ပြီးတော့အကိုတို့ချစ်တဲ့ဂီတအုံမှာမှဟိုပြည်သက်တွေအားလုံး အားပေးအောင်လယ်လယ်ကူကူဂီတကိုသူမရွေးချယ်ပဲနဲ့ပြည့်တဲ့အများကြီးမကြိုက်လဲသူလှုပ်ချင်တာကိုရဲဝင်လှုပ်ရတဲ့လှုပ်ချင်တဲ့စိတ်ဓာတ်နဲ့ heavy metal ပေါ့နော်ကို trash metal အဲ့လိုအချမ်းပန်းတွေကိုပြဿနာမြန်မှန်သိပြီးတော့သူလှုပ်တဲ့ interview တွေကိုကြည့်ရတော့နားထောင်ရတဲ့အခါကျတော့သူ့ရဲ့ရည်တည်မှုလည်းသိကြပါတယ်ပြီးတော့သူအခုလိုမျိုးရုပ်ရက်ခွဲလောက်ပဲမြင်လူတွေရင်းနှလုံးသားတွေကိုတိတ်ပိုက်သွားတဲ့ဂီတသမားလေးတစ်ယောက်ဖြစ်ပြည့်တဲ့ဒီမြင်ဝင်ရတဲ့အတွက်လည်း ခေါ်တော့ဂုဏ်ယူလို့ပြောချင်ပါတယ်။နောက်ဘဝမှာလည်းဒီလိုမျိုးပဲသူဝန္ဒနာပါတယ်။အမှုပညာလောကတော့မပြောင်းလဲရှင်းတယ်ပါဆိုပြီးတော့စွတောင်းပါဘူး။အမှုပညာသမားတိုင်းကတော့စင်မောဖြောပြတဲ့ခါမှာပင်ပန်းရတာပါပဲ။အခုတို့ဆိုလည်းတက်ရွက်ကြီးလာတဲ့ခါမှာအားလုံးကခဏနေမရှိတော့ပါဘူး။တခါကျတော့စင်မောအကုန်ပင်ပန်းတာတွေအများကြီးပါ။ဟိုအနာဂရောင်းစတေ့ရိုက်နေဆိုရင်ကိုယ်ပြေလုံးတွေပြာပြီးတော့ဟိုနာရီပေါင်း၄-၅နာရီလောက်မခံနိုင်ဘူးပေါ့နော်ပင်ပန်းတဲ့ခါကျပလေယာကြီးအတိဆုံးပါပဲအချာကြီးနေရတဲ့ခါကျဟိုပြောချင်တာကဟိုလူရှိသူရှိမှာ အဲ့လိုမျိုးဖြစ်သွားရင်လည်းအကုန်လုံးလည်းဖြစ်သွားနိုင်တယ်လူတိုင်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဟိုအမှုပညာပေါ်ထားတဲ့ကံကြက်ပေါ့နော်ခုနလိုချွေးလေးဒီစက်မှမထွက်ဘဲနဲ့စုပ်ပြီးစင်ပေါ်ဆင်းသွားတဲ့အမှုပညာရှင်တွေရှိတယ်လို့မျိုးပြုတ်လို့ရှင်ရှင်နဲ့ပြည်သက်ကိုချစ်အောင်လုပ်သွားတဲ့အမှုပညာရှင်တွေအများကြီးရှိပါအဲ့ဒါပြန်မှန်းမှုမတူပါဘူးပေါ့နော်တချို့ကျလည်းစီတီဖြန့်ထားတယ်တိရစ္ဆာန်ဝါတယ်စီတီပေါ်မှာပတ်စံတွေအများကြီးယူသွားတယ်ဒါမျိုးတွေအများကြီးရှိတယ်အဲ့ဒါကသူကတော့တကယ်အားနဲ့အေးနဲ့ဆိုရင်ပြန်လည်းအများကြီးရရတာမဟုတ်ဘူးသူဖြောပြတာကိုသူ့ပြည်ရဲ့ ရေမုံဝဲပေါ်မှာသူတို့သွားပြောပြတာဖြစ်တဲ့အတွက်အနုပညာကြီးတွေပါတော့အကိုတို့မသိဘူးနော်ဒါပေမဲ့သူကတော့ကက်ဆန်ညောင်းလောက်တာမဟုတ်ဘူးအခုထင်ပါတယ်အဲ့တော့အနုပညာသမားတိုင်းကတော့ဒီလိုမျိုးကြုံနေကြပါအဲ့တော့အကုန်လုံးလည်းဖြစ်သွားနိုင်ပါတယ်ဆင်ပေါ်မှာအသက်ရကြီးမြင့်လာတဲ့အချိန်မှာခဏနေမရှိတဲ့အချိန်မှာဖြစ်နိုင်ပါတယ်အဲ့တော့အားလုံးမလွဲမသွေတင်ကန်းသာယူရမယ့်အချက်ကတော့ခုချက်မှရင်းနဲ့ရှင်လိုက်လို့ရှင်အနုပညာကိုတတိထားပြီးလှုပ်စေချင်ပါတယ်အခုမျိုးအဲ့တော့မတော်တဆစနစ်မှာလဲသွားတာမျိုးကတော့နောက်တစ်ဖြစ်အောင်ကိုယ့်ကျမကြီးစိတ်ဖြစ်တဲ့အချိန်မှသာလေ ဒီဖြော်ပြမှုတွေကိုဂယူဆိုင်လို့တင်တယ်လို့တော့ချမ်းမကြီးအမြင်ကိုသူကပေးသွားလို့ပြောချင်တယ် ပညာလောကထဲမှာတော့သူနောက်ဆုံးထွက်သက်တယ်ပေါ့နော်သူရဲ့ယက်တီချက်သူရဲ့ယုံကြည်ချက်သူရဲ့ခံယူချက်နဲ့ပေါ့နော်လုံဆောင်သွားတဲ့အရာအားလုံးကတော့ကျွန်တော်အနေနဲ့သူ live ကိုကြည့်လိုက်ဂုဏ်ယူပါတယ်အရင်ဂုဏ်ယူပါတယ်အာကျွန်တော်တို့သူကငငယ်တွေကတော့ကျွန်တော်အတင်းတော်မှာပဲကြီးလာတယ်ခရင်တယောက်ဖြစ်တယ်အဲ့အတွက်သူအခုချိန်မှာတော့ယေရှုရဲ့ရင်ခွင်မှာအင်းကျန်းစွာ အိတ်ဆက်အနားယူနေတယ်အချိန်တိုင်းကျွန်တော်တို့လည်းသူ့နောက်လိုက်သွားမယ်သူနဲ့ပြန်တွေ့မှာဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဘဝအတွက်လည်းကျွန်တော်တို့ရှင်းနှံ့မှုရှိတယ်ဝမ်းမြောက်မှုရှိပါတယ်လို့ဒါကြောင့်သူ့အတွက်ဒီဘဝမှာလည်းသူ့အတွက်ကိုယ်ယူတယ်နောက်ဘဝအတွက်လည်းကျွန်တော်ရှင်းနှံ့ပြီးတော့သူ့စီလိုက်သွားမှာဖြစ်ပါတယ်ဒါလေးပဲ